ကျွန်တော်တို့ဒီကနေ့ WLS Scatter Chess ရဲ့အပိုင်းရှစ်မှာတော့ကျွန်တော်တို့ဟောနာဒီ Scatter Chess ဒီဆောက်တဲ့ခါကျရင် ကျွန်တော်တို့အရင်ရှေ့ပိုင်းမှာပြောခဲ့တဲ့ကျွန်တော်တို့2 dimension ကနေပြီးတော့6 dimension အဲ့ဒါတွေကဘယ်လိုမျိုးတွေလဲဆိုတဲ့ဟာလေးကို ကျွန်တော်တို့ဒီနေ့ အသေးစိတ်ရှင်းလင်းသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ 2D ဆိုတာက 2D ဆိုတာကကျွန်တော်တို့ data နှစ်မျိုးပေါ့နော်ကျွန်တော်တို့အခြေခံကြားတဲ့ data h y ရပါမယ်ပြီးတော့ခါကြရင် ကျွန်တော်တို့ 3D ပေါ့နော် 3D 3D မှာကျတော့ကျွန်တော်တို့ကအဲ့ဒီ h y အပြင်တခြား color data အယောင် data တစ်ခုခုဒါမှမဟုတ်ကိန်းဂဏန်းဆိုင်ရာ data တစ်ခုခုပေါ့အဲ့ဒါ 3D ဖြစ်မယ်ပြီးတော့တဲ့ခါကြရင် ကျွန်တော်တို့ 4D 4D က data လေးမျိုးပါတဲ့ဟာဆိုတော့သူ့မှာ h အခြေခံအကျဆုံးဖြစ်တဲ့ hy ရပါမယ်ပြောရတဲ့ခါကျရင် kangenan ဆိုင်ရာ data ထဲကနေတော့နှစ်ခုဒါမှမဟုတ်ဒါမှမဟုတ်ကျွန်တော်တို့ဒီအမီနာမ data ထဲကနေတော့နှစ်ခုသို့မဟုတ်ကျွန်တော်တို့ h အပေါင်း y အပေါင်းပြောရတဲ့ခါကျတော့ kangenan ဆိုင်ရာ data ထဲကတစ်ခု yeah အမီနာမထဲက data တစ်ခုစီရယ် ဆိုတော့အဲ့ဒါဆိုရင် foodie ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့အကုန်လုံးပေါင်းလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟောနော်ဒီ point တွေထဲမှာပဲတခြား functionality တို့မပါဘူးဆိုရင်ကျွန်တော်တို့ 2D ကနေတော့ city အထိတိဆောက်လို့ရပါတယ်ဆိုတော့ဒီကနေ့ပိုင်းမှာတော့ကျွန်တော်တို့ကအလွယ်ဆုံး data ပေါ့နော်ကျွန်တော်တို့မှတ်ရလွယ်တဲ့ data အာကျွန်တော်တို့ iris data နဲ့တိဆောက်သွားမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ real data နဲ့တိဆောက်ချင်တယ်ဆိုရင်ဒီမှာဒီ real data အထဲကိုဝင်ပြီးရတဲ့ခါကျတော့ဒီ file upload နဲ့လုပ်လို့ရတယ်ဆိုတော့ဒီကနေ့ခန်းမှာတော့ကျွန်တော်တို့က example data ပေါ့နော်ဥပမာ data ကျွန်တော်တို့ application မှာအပြီးပါတဲ့ data နဲ့ပဲကျွန်တော်တို့လုပ်မှာဖြစ်တယ်ဆိုတော့ဒီကနေ့တော့ဆိုရင်ဒါကျွန်တော်တို့ example data ကိုရွေးလိုက်မယ်ဆိုတော့ XML data ရွေးပြီးွားပြီဆိုရင်ဒီမှာဒါကျွန်တော်တို့ဒီဟာ iris ကိုယူလိုက်မယ် ဆိုတော့ကျွန်တော်တို့ဒီမှာ iris ကိုယူပြီးွားပြီဆိုတာနဲ့ဒီမှာ column name တွေရတည်တဲ့ကိုသူကသူအလိုလိုဝင်လာလိမ့်မယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ဝင်လာပြီးွားဆိုရင်ဒီဟာတွေကဘာကိုပြောတာလဲဆိုရင်ဒီမှာဆိုရင် sepal land sepal with peter land peter with တွေကကျွန်တော်တို့ဟောနော်ကိန်းကနန်း data လားအမည်နာမ data လားပြောရမယ်ဆိုရင်အင်းကျွန်တော်တို့ဒီ၄ခုကကိန်းကနန်းဆိုင်ရာ data ဖြစ်တယ် ြောတော့တဲ့ခါကျရင်ဒီကောင်က species ကသူကဘာမျိုးနွယ်တွေပါလာလဲဘာမျိုးစိတ်တွေပါလာလဲဆိုတဲ့ဟာကိုဖော်ပြခြင်းဖြစ်တယ်။ဒါကြောင့်သူကအမည်နာမတည်တာဖြစ်တယ်။တချို့ကိန်းကနန်းဆိုင်ရာ data ကိုလည်းကျွန်တော်တို့ grouping ခွဲထားတာမျိုးလေးတွေရှိတယ်။ဆိုတော့ကျွန်တော်တို့ကိန်းကနန်းပဲဒါပေမဲ့ကျွန်တော်တို့ဒီဟာကိုအပေါင်းနှုတ်လို့လို့ ဟိုမရတဲ့ဟာတွေဆိုရင်ကျွန်တော်တို့အမည်နာမဒေတာထဲကိုကျွန်တော်တို့ထည့်လို့ရနိုင်မှာဖြစ်ပါတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ဒီကနေ့ 2D ကနေစစ်တီတီတောင်းမဲ့ဒေတာမှာကျွန်တော်တို့ဒီမှာကိန်းကနန်းဆိုင်ရာဒေတာကဒီ၄ခုရှိတယ်ပြောရတဲ့ခါကျတော့အမည်နာမဒေတာက species ဖြစ်တယ် ဆိုတော့ကျွန်တော်တို့ဘာဖြစ်လို့ကိန်းကနန်းဆိုင်ရာ data နဲ့အမည်နာမ data ခွဲတာလဲဆိုရင်ကျွန်တော်တို့က scatter chart ဆိုတဲ့ဟာကကျွန်တော်တို့အဓိကအဖြစ်သူကဘာကိုအခြေခံတာလဲဆိုတော့သူကကိန်းကနန်း quantity ပေါ့နော် quantity ကို သူကအခြေခံပြီးတော့တိဆောက်ရခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအမည်နာမ data ကိုဦးစားပေးပြီးတော့တိဆောက်မယ်ဆိုရင် ကျွန်တော်တို့သူကဘာချက်တို့ဘာတို့ column ချက်တို့သူကဖြစ်သွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့ scatter chart က အခြေခံဆုံးကသူကကိန်းကနန်းကိုအခြေခံတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိန်းကနန်းဆိုင်ရာဒေတာတွေအများကြီးနဲ့မှကျွန်တော်တို့က crafty ဆောက်လို့ရတာဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဟိုအရှင်တော်ကရှင်းပြခဲ့တယ်လို့မျိုးပဲကျွန်တော်တို့ 2D data တိဆောက်ပါ 2D data ဆိုတော့ကျွန်တော်တို့ HY ပါတယ်ဆိုတော့အခြေခံချက်ဆုံးတော့ကျွန်တော်တို့ H တစ်ခုပါရမယ် Y တစ်ခုပါရမယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့တစ်ခုရွေးလိုက်မယ် ဟိုစစ်ပယ်လန်ကိုရွှေ့လိုက်မယ်ပြူရတော့တဲ့ခါကျရင်အင်းဒီမှာကျွန်တော်တို့နောက်တစ်ခုမရွေးဘဲနဲ့ကျွန်တော် run ကြည့်လိုက်မှာเนาะပပုံထွက်လာမလဲဆိုရင်အဲဆို render block လေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပြူရတော့တဲ့ခါကျရင်ဒီမှာ ပုံလေးပေါ်လာတယ်ဆိုတော့ဒီဟာလေးပဲပေါ်လာတယ်ဒီဟာက 1D ပေါ့เนาะသူက ဒီမှာကကျွန်တော်တို့ရဲ့ Xwin ရိုးမှာ Cyber Land ပဲရွေးထားတယ်ဒါပေမဲ့ဒီမှာကကြတော့ Ywin ရိုးမှာဘာမှမရွေးထားဘူးဆိုတော့သူကတန်းနဲ့ဖြစ်နေတယ်ဆိုတော့ဒီလိုလိုမျိုးကဒါ Scatter Charge အနေနဲ့ဖြစ်လို့သူက point လေးတွေဖြစ်တယ်ကျွန်တော်တို့ပုံမှန်ဆိုရင်ဒါကျွန်တော်တို့ဘာချက်ဆိုရင်ဒီဟာလေးကဘာချက်ဒါမှမဟုတ် column လေးဖြစ်သွားပါလိမ့်မယ်ဆိုတော့ ျွန်တော်တို့ကအခုကကျွန်တော်တို့ 2D ကိုတိဆောက်มาဖြစ်တယ်။ 2D ဆိုတော့ x နဲ့ y နဲ့အနည်းဆုံးရှိဖို့လိုတယ်။ဆိုတော့ဒီမှာအာကျွန်တော်တို့ x ဝင်ရိုးအတွက်ကို simple let y ဝင်ရိုးအတွက်ကို simple width ပေးလိုက်တယ်။တခြားဟာတွေမိမိကြိုက်နှစ်တရာရွေးလို့ရတယ်။ဆိုတော့ဒီနှစ်ခုကိုရှုပြီးွားရဆိုရင်ဒီမှာကျွန်တော်တို့အောက်ဆင်းပြီးတော့ render plot ဆိုတဲ့ဟာလေးကိုဒါကျွန်တော်ပြန်နှိပ်လိုက်မယ်။ ဆိုရင်ဒီမှာသူရှိရတိုင်းမှာဒီဟာက2 dimension ဖြစ်ပါ යි 2D data ဖြစ်ပါ යි ပေါ့နော်ဆိုတော့ဒီမှာကကျွန်တော်တို့ shape balance ရှိတယ် x မှာ y မှာဒီမှာကျွန်တော်တို့ shape width ရှိတယ်ဆိုတော့ဒါက 2D ဖြစ်သွားပြီဆိုတော့ဒီအနေထားမှာ ကျွန်တော်တို့ကပေါ့နော်ဒီအနေထားမှာကျွန်တော်တို့အရာပြောင်းလို့ရတယ်ပြောင်းလိုက်တဲ့အရာဒီပြောင်းလိုက်တဲ့အရာဒီကျွန်တော်တို့ ဒါကအခုအမဲပေါ့နော်ဘာလို့အမဲဖြစ်ရခြင်း ဖြစ်တာလဲဆိုရင်ဒီမှာကျွန်တော်တို့ custom color မှာ black လို့ပြထားတာဖြစ်တဲ့အတွက်ဖြစ်တယ်ဆိုတော့နဂိုမူလာ black ဖြစ်တယ်ဆိုတော့အမဲပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်တို့အကြောင်းပြောင်းချင်တယ်ဆိုရင်ဒီနေရာမှာ ကျွန်တော်တို့ပြောင်းလိုက်လို့ရပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တို့ဖြတ်လိုက်မယ် ဖြစ်လိုက်မယ်ဆိုတော့ဒီမှာကကျွန်တော်တို့အကြောင်းပေးမယ်ဆိုရင်တော့ဒီမှာသူရှိရတိုင်းပဲဥပမာအနေနဲ့ကျွန်တော်တို့ hash code နဲ့လည်းပေးလို့ရတာဆိုတော့ဒီလိုမျိုးဒီလိုမျိုးအကြောင်းနဲ့လည်းပေးလို့ရတယ်ကျွန်တော်တို့နာမည်နဲ့ပေးလို့ရတယ်ဆိုတော့ကျွန်တော်တို့အညိုရောင်ဆိုရင်ကျွန်တော်တို့ brown လို့ပေးလိုက်မယ်ပြီးတော့လည်းခကြရင်ဒါကျွန်တော်တို့ပြန်ပြီးတော့ run လိုက်မယ်ဆိုတော့ဒီ runner plot လေးကိုနှိပ်လိုက်မယ် ဒီမှာသူရှိရတိုင်းပဲသူကအညူရောင်လေးဖြစ်သွားပြီဆိုတော့ဒီဟာက ကျွန်တော်တို့က data အရောင်ကတော့တစ်ခုလုံးကိုကိုစားပြုတဲ့အရောင်ဖြစ်တယ်ဒါကြောင့်အရောင်ကို ကျွန်တော်တို့က dimension တစ်ခုအနေနဲ့တီးတန့်မထည့်ထားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ point တွေထဲမှာမာကျွန်တော်တို့အရှောင်ဒေတာနဲ့ထပ်ပြီးတော့ခွဲတာမျိုးမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပြောင်းလိုက်တဲ့အရှောင်အညိုရောင်ဒီအကုန်လုံးကိုကိုစားပြုတာဖြစ်တဲ့အတွက်ကြောင့် ဒီဟာက3 dimension မဟုတ်သေးဘူးဆိုတော့ကျွန်တော်တို့ဒီဟာ2 dimension ပဲရှိသေးတယ်စပယ် length က h ရယ်စပယ် width က y ဆိုတော့ဒီဟာက2 dimension ဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့3 dimension လုပ်မယ်ဆိုရင် ကျွန်တော်တို့ဒီမှာဒီမှာပေါ့နော်ကျွန်တော်တို့ categorical data အမည်နာမ data မှာကျွန်တော်တို့နှစ်ခုရှိတယ်ဆိုတော့အယောင်ထည့်မလားပုံစံထည့်မလားဆိုတော့ အာ3 dimension လောက်ပို့သက်ဆိုရင်တစ်ခုခုပေါ့နော်ကျွန်တော်တို့ category တဲ့ data ထဲကနေပြီးတော့အကြောင်းရပုံစံရထည့်ရင်ထည့်လို့ရတယ်ဒါမဟုတ်ပြီးရတဲ့ခါကျတော့ number data ထဲမှာကျွန်တော်တို့အရွယ်စားမှုရင် color အမှုရှင်ထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံး category ကဲ data မှာပေါ့နော်ကျွန်တော်တို့3 dimension ဖြစ်အောင် ကျွန်တော်တို့ပုံစံ data ကိုရင်ထည့်ကြည့်မယ်ဆိုတော့ဒီမှာနှိပ်လိုက်တဲ့အချိန်မှာဆိုရင်ဒီမှာ ကျွန်တော်တို့ကစစ်စစ်ပေါင်းကော်လန်ငါကော်လန် name ပေါ့နော်ကျွန်တော်တို့ငါးခုရှိတယ်ဒီမှာကျတော့သူက3ခုပဲပေါ်တယ်ဘာဖြစ်လို့3ခုပဲပေါ်တာလဲဆိုရင်ကျွန်တော်တို့ပုံစံကစစ်စစ်ပေါင်းပေါ့နော်ပုံစံက25မျိုးရှိတယ်ပုံစံပေါ့နော် point ရဲ့ပုံစံ25မျိုးရှိတယ်ဆိုတော့အဲ့ဒီကိန်းကနန်းဆိုင်ရာ data ရောဒီအမည်နာမ data ရောမှာမှ data point တွေစုစုပေါင်း25မျိုး ဟိုနှစ်အောက်ရှိတဲ့ဟာပဲဒီထဲမှာအကျုံးဝင်လာဖြစ်တယ်25မျိုးနဲ့အထက်ပါတဲ့ data တွေကိုတော့ကျွန်တော်တို့ဒီမှာမပါဝင်တော့ဘူးဆိုတော့ကျွန်တော်တို့ပုံစံ data ကိုကျွန်တော်တို့ကအမည်နာမ data ကိုရွေးရင်ပို့ပြီးတော့စင်ပြေတယ်ဆိုတော့ဒီမှာအမည်နာမ data species ဖြစ်တယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့အောက်ကိုသွားပြီးတော့ကျွန်တော်တို့ပုံကြည့်ပုံထုတ်ပြီဆိုတဲ့ဟာကိုပြန်နှိပ်လိုက်မယ် ဆိုရင်ဒီမှာသူရှိရတိုင်းမှာဒါကကျွန်တော်တို့3 dimension ဖြစ်တယ်။ဘာလို့3 dimension လဲဆိုရင်ဒီမှာ h wing u ကကျွန်တော်တို့ sphere length ဖြစ်တယ်။ပြီးရတဲ့ခါကျတော့ y wing u ကကျွန်တော်တို့ဒီမှာ sphere width ဖြစ်တယ်။ပြီးရတော့တဲ့ခါကျတော့ကျွန်တော်တို့ဒီမှာ species ပေါ့နော်။ species ကဒီမှာ ဒီလို star လေးကစစ်တူစာလေးဖြစ်တယ်ပြောတဲ့အခါကျတော့တရိဂံလေးက vesicle ဒီမှာ vesicle လေးရှိတယ်ပြောတဲ့အခါကျတော့ဒီမှာ vaginica ဒီအလေးတွေရှိတယ်ဆိုတော့ကျွန်တော်တို့ data ကို graph တစ်ခုထဲမှာပဲ data ကိုစာပြုတဲ့ဟာအာဘောနော်၃မျိုးရှိတာဖြစ်တဲ့တော့ကြောင့်ဒီပုံကိုဒါ 3D လို့ခေါ်တယ်ဆိုတော့ဒီအနေထားမှာပဲကျွန်တော်တို့ကဒီမှာပုံစံအစားပုံစံမထည့်ဘူး species ကိုကျွန်တော်တို့ပုံစံမထည့်ဘူးပြောရတဲ့ခါကျကျွန်တော်တို့အရာောင်နဲ့ခွဲလိုက်မယ်အရာောင်နဲ့ပဲခွဲလိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ဒီမှာအရာောင်ကိုရွေးပြီးတော့တဲ့ချိန်မှာဒီမှာ custom color ကဟိုသူကမှိန်သွားတယ်ဆိုတော့ custom color ကိုသူမသုံးတော့ဘူးဆိုတဲ့သဘောဖြစ်တယ်ကျွန်တော်တို့ရွေးအရာောင်ကို data ရွေးလိုက်တာနဲ့သူက custom color ရိုးရိုးအရာောင်မသုံးတော့ဘူးเนาะအကုန်လုံးကိုစားပြုတဲ့အရာောင်မသုံးတော့ဘူးဆိုတော့ဒီဟာဆိုရင်ဒါ ဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့ပြန်ရအောင် run ကြည့်မယ်ဒီမှာဒါကျွန်တော်တို့ run လိုက်ပြီဒီမှာဆက်တွေ့ရှိရတိုင်းမှာဒါကျွန်တော်တို့အရင်တုန်းကတွေးနေကြပုံစံအတိုင်းကျွန်တော်တို့ point တွေကိုအရောင်နဲ့ခွဲလိုက်တယ်ဆိုတော့ဒီအဝါရောင်တွေက vaginica တွေဖြစ်သွားတယ်ပြီးရတဲ့ခါကျတော့ဒီမှာအစိမ်းရောင်တွေက vesicle ဖြစ်သွားတယ် species ဒီမှာ cytosa ကဒီအပေါ်ကဟာလေးတွေဖြစ်သွားတယ် ဆိုတော့ဒါကကျွန်တော်တို့3 dimension ပဲ h ပါမယ်ဒီမှာ y ပါမယ်ပြီးတော့ဒီဟာလေးက color လေးပါမယ်ဆိုတော့ဒီဟာလေးဖြစ်မယ်ပြီးွားရှင်ကျွန်တော်တို့ကဘောနော်နောက်ထပ်ကျွန်တော်တို့ပုံစံတည်တာမှာကျွန်တော်တို့ထားပါတော့ဒီ super width နဲ့ peter width ရောကပုံစံ25မျိုးထဲမှာအကျုံးဝင်လို့သူကပေါ်လာဆိုတော့သူကသူတို့ကဘယ်လိုရှိလဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်ဒီမှာ အာကျွန်တော်တို့ pit wet လေးကို ကျွန်တော်တို့ရွေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာဖြည့်ထားတာ h ရှိတယ် y ရှိတယ်အရောင်ရယ်ပုံစံရယ်ရှိတာဖြစ်တဲ့အတွက်ကြောင့်သူက4 dimension ဖြစ်သွားပြီပဲဖြစ်တယ် 4d ပေါ့နော် 4d data ဖြစ်သွားပြီဖြစ်တယ်ဆိုတော့ကျွန်တော်တို့အောက်ကိုသွားပြီးတော့ render plot ကိုကျွန်တော်တို့ပြန်နှိပ်လိုက်မယ်ဒီမှာဆိုရင်သူရှိရတိုင်းပဲဒီမှာဆိုရင်ဒီမှာပုံစံကစစ်စစ်ပေါင်း25မျိုးလောက်ရှိတယ်ဆိုတော့ ဒီဟာတွေအကုန်လုံးကဒီပုံစံတစ်ခုချင်းစီကဒီပစ်တဲ့ဝစ်တစ်ခုချင်းစီကိုကိုစားပြုတယ်ဆိုတော့ဒီမှာဆိုရင်ဒီဟာလေးကဒီဟာလေးကတရိကံအောက်ကိုစိုက်နေတဲ့ဟာလေးဆိုတော့သူ့ဟာဆိုရင်ဒီမှာတောင်ညာတရမလေးကိုကိုစားပြုတယ်ဆိုတော့ဒီဟာလေးကကျွန်တော်တို့ပုံစံပေါ့နော် ကျွန်တော်တို့ ပုံစံ25မျိုးထဲမှာအကျုံးဝင်တဲ့ဟာကို ကျွန်တော်တို့တွားပေးလိုက်ခြင်းဖြစ်တယ်ဆိုတော့သူကကြတော့နည်းနည်းကြည့်ရတာပို့ပြီးတော့ရှုပ်သွားတယ်ဆိုတော့ကျွန်တော်တို့ကပုံစံ data ရဲ့အကြောင်း data ရဲ့ကိုကျွန်တော်တို့က new အမည်နာမ data ကိုပဲပေးတာပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်တို့ graph လုပ်တယ်ဆိုတာကကျွန်တော်တို့ကအဆင်ပြေရအောင်လို့ကြည့်ရတာအဆင်ပြေရအောင်လို့ကျွန်တော်တို့ graph မှာကြည့်ခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ပုံစံကိုရောကျွန်တော်တို့ အရာကိုရောကိုကျွန်တော်တို့ဒီလိုမျိုးလေးပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ကြည့်ရတာပို့ပြီးတော့အဆင်ပြေသွားလိမ့်မယ်ဖြစ်တယ်ဆိုတော့မှကျွန်တော်တို့ render upload လုပ်လိုက်မယ်ဒီမှာဆိုရင်တရှိရတိုင်းမှာကျွန်တော်တို့ species မှာကိုပဲကျွန်တော်တို့ကပုံစံရောအရာရော ကျွန်တော်တို့ပေးလိုက်တယ်ပေးလိုက်တော့ကျွန်တော်တို့ဒီလိုမျိုးပုံစံမျိုးဖြစ်သွားတယ်ဆိုတော့ဒီဟာက ဒီဟာကကျွန်တော်တို့၄ခုရွှေထားတယ်ဆိုပေမဲ့မှာပါဝင်မှု data ကကျွန်တော်တို့၃ခုပဲရှိတယ်ပေါ့နော်ဆိုတော့များတော့အဖြစ်ကျွန်တော်တို့ဒီဟာကို3 dimension လို့လည်းခေါ်လို့ရတယ် data ကတော့၄မျိုးပါတယ်ဒါပေမဲ့တစ်ခုထဲမှာ data မျိုးစာတစ်ခုထဲမှာပုံစံမှာလည်း species ပဲဒီဟာအာ color မှာလည်း species ပဲဆိုတော့များတော့အဖြစ်ကျွန်တော်တို့သုံးတာကများတော့အဖြစ်ပေါ့နော်များတော့အဖြစ်ကျွန်တော်တို့သုံးတာကကျွန်တော်တို့ပုံစံကို 3လေး3ထနဲတယ်ဆိုတော့ပုံစံ data မိမိရဲ့ data ကအရင်ကြီးမကြီးဘူးဆိုရင်ကျွန်တော်တို့ကဒီ categorical data မှာကျွန်တော်တို့ကဒီဟိုလိုမျိုးအကြောင်းကိုပဲသုံးတာများတယ်ဆိုတော့အကြောင်းကိုပဲသုံးတာများတယ်ပြီးသွားတဲ့ခါကျတော့နောက်တစ်ခုပေါ့နော်ဒါဆိုရင်ဒီအဆင့်ထိမှာကကျွန်တော်တို့ food ဒီအထိကျွန်တော်တို့လုပ်လို့ရတယ် x ပါမယ် y ပါမယ်အကြောင်းပါမယ်ပုံစံပါမယ်ဆိုတော့ food ဒီဒီကျွန်တော်တို့လုပ်လို့ရတယ် ပြောရတဲ့ခါကျတော့ဒီ number data ပါပါမယ်ဆို ကျွန်တော်တို့အပေါ်ကဟာပါအကုန်ပါမယ်ဆိုရင်ဒီဟာ set တိထိလုပ်လို့ရမယ်ဆိုတော့ကျွန်တော်တို့ number data မှာက အများဆုံးသုံးချက်တာကအရွယ်စားပေါ့နော် point ရဲ့အရွယ်စားအသေးကြီးကိုအများဆုံးသုံးချက်တာ data နည်းမယ်ဆိုရင် ကျွန်တော်တို့က data ကအရင်မကြီးဘူးဆိုရင်ဒီ categorical data မှာပေါ့နော်အမည်နာမ data မှာဆိုရင်ကျွန်တော်တို့က အရောင်နဲ့ပုံစံမှာဆိုရင်နံပါတ်1ဦးစားပေးရအရောင်ကိုသုံးကြတာများတယ်ပြောရတော့တဲ့ခါကျတော့ကိန်းကနန်းဆိုင်ရာအသေးတာမှာအရွယ်စားနဲ့ကာလာအမှုရှင်ပါနော်အဲ့ဒီမှာကျွန်တော်တို့ဘဲဟာကိုသုံးကြတာများတယ်ဆိုရင်အရွယ်စားကိုအသုံးပြုကြတာများတယ်ဒီမှာဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့အရောင်နဲ့အရွယ်စားကပုံကိုကြည့်လိုက်တာနဲ့တန်ကနေထင်းကနေအဲဘယ်လိုကျွန်တော်တို့တိတာမြင်တာရှိလို့ဖြစ်တယ်ဆိုတော့ ဒီမှာဆိုရင်ကျွန်တော်တို့အရွယ်စားတစ်ခုကို ကျွန်တော်တို့ပေးလိုက်မယ်ဆိုတော့ဒီမှာအရွယ်စားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရွယ်စားမှာကကျွန်တော်တို့ဒီလိုမျိုးအမည်နာမဒေတာမပါဘူးကိန်းကနန်းဆိုင်ရာဒေတာတွေပဲပါတာဖြစ်တဲ့အတွက်ကြောင့်ဒီ၄ခုပဲပြချင်းဖြစ်တယ်ဆိုတော့အရွယ်စား point အရွယ်စားကိုကျွန်တော်တို့ကပါနဲ့ခွဲမလဲဆိုရင်ကျွန်တော်တို့ဒီမှာ bitwit ရောအပေါ်မှာပါရွေးရတယ်ဆိုတော့ sipper ပဲရွေးရတယ် မကျွန်တော်တို့ point အရွယ်စားကိုကျွန်တော်တို့ bit win နဲ့ခွဲလိုက်တယ်ဆိုတော့ဒီဟာဆိုရင်ဒီမှာဒါကျွန်တော်တို့ပြန်ပြီးတော့ run လိုက်မယ်ဒီမှာဆိုရင်ဒါက4 dimension ဖြစ်သွားပြီကျွန်တော်တို့၄မျိုးပါလို့ဒီမှာဆိုရင်ဒီမှာဆိုရင်ဒါ x win yoga sipelet y win yoga sipelwith ဒါဆိုရင် 2d ပြီးတော့တဲ့ခါကျတော့ ဒီ 2D ပဲပါမယ်ဆိုရင် point တွေအကုန်လုံးကတပြေးညီတည်းဖြစ်မယ်အဲ့ဒီအထဲမှာမှကျွန်တော်တို့ကအရောင်နဲ့ထပ်ခွဲလိုက်တယ်အရောင်က species d လို့ဒီခရမ်းရောင်တွေကကျွန်တော်တို့ situsa ဖြစ်သွားတယ်ပြီးတော့ဒီအဝရောင်တွေက virginica ဖြစ်သွားတယ်အဲ့ဒီအထဲမှာမှကျွန်တော်တို့ကအရွယ်စားနဲ့ထပ်ပြီးတော့ခွဲတယ် petal width ပေါ့နော်ဟို petal width ကြီးတဲ့ကောင်ဒီမှာ2.0အကြီးဆုံးတွေက2.0ဆိုတော့ဒီမှာဆိုရင် ဒီမှာဆိုရင်သဘောတရားအဖြစ်ကျွန်တော်တို့ Virginica မှာက Peter Witt အကြီးဆုံးကြီးတွေ့ရှိရတယ်။အဝါရောင်မှာပဲကျွန်တော်တို့အဆက်အကြီးတွေကအများကြီးရှိနေတာဖြစ်တဲ့တော့ကြောင့်ဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်ခရမ်းရောင်မှာပဲကျွန်တော်တို့ point အသေးလေးတွေများတယ်။ဆိုတော့ Citosa မှာက Peter Witt ကတေးတာပို့ပြီးတော့အများကြီးရှိတယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်။ဆိုတော့ဒီဟာကကျွန်တော်တို့ 4D ဖြစ်တယ်။ 4D ဖြစ်တယ်ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ အခြေခံ HLY ရပါတယ်ပြီးရတဲ့ခါကျ categorical data မှာ ကျွန်တော်တို့အကြောင်းတစ်ခုပါတယ်ပြီးရတဲ့ခါကျတော့အရွယ်စားမှာကျွန်တော်တို့ဒီမှာ bitter weight ဆိုတဲ့ဟာလေးတစ်ခုပါတယ်ပြီးရတော့တဲ့ခါကျရင်ဒီမှာကျွန်တော်တို့အကြောင်းအနှူးရင်ထပ်ထည့်ခြင်းလေးလားဆိုတော့ကျွန်တော်တို့အကြောင်းအနှူးရင်အတွက်ကိုကျွန်တော်တို့တစ်ခုရွေးလိုက်မယ်ဒီမှာကျွန်တော်တို့ bitter length ကိုကျွန်တော်တို့ရွေးလိုက်မယ်ပြောရတဲ့ခါကျရင်ဒီမှာကျွန်တော်တို့ပြန်ပြီးတော့ဒါ run လိုက်မယ် run လိုက်မယ်ဆိုရင် ဒီမှာဆိုရင်ဒီဟာလေးက5 dimension လေးဖြစ်သွားပြီ။သူကပါလဲဆိုတော့ x ပါတယ် y ပါတယ်။ x ပါတယ် y ပါတယ်ပြီးတော့တဲ့ခါကျတော့ဒီ point တွေအကုန်လုံးကိုကျွန်တော်တို့ကအရောင်နဲ့ကိုစားပြုမယ်ဆိုရင်ဒီမှာ species ဒါဆို3မျိုးဖြစ်သွားပြီ။ပြီးတော့တဲ့ခါကျတော့ကျွန်တော်တို့ bit the width site နဲ့ကိုစားပြုတဲ့ဟာလေးဒီမှာအဆက်လေးငယ်စင်ကြီးလိုက်အဆက်လေးတွေရှိတယ်ဆိုတော့အငယ်ဆုံးအဆက်လေးတွေရှိတယ်။ ပြောရတဲ့ခါကျတော့ကျွန်တော်တို့အတစ်ထထဲလိုက်တဲ့ဟာအနုအရင်ဒီမှာတွေ့ရှိရတိုင်းပဲတက်ကနေပြီးတော့6ထိယင့်လာတယ်ဆိုတော့ဒီမှာအယောင်ပို့ယင်းတဲ့ကောင်ကပစ်တဲ့လန်ပို့ပြီးတော့ကြီးတဲ့ကောင်ဖြစ်တယ်ဆိုတော့ဒီမှာဆိုရင်ဒီခရမ်းရောင်မှာကျွန်တော်တို့ကြီးလိုက်မယ်ဆိုရင်အယောင်တွေကမှိန်တာတွေများတယ်ဆိုတော့ပစ်တဲ့လန်လည်းတိုးမယ်ပြောတော့တဲ့ခါကျတော့အရွယ်စားပေါ့နော် point ရဲ့အရွယ်စားအလုံးအသေးကြီးကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ကပစ်တဲ့ width ကဒီ စစ်တူစာခရမ်းရောင်မှာကျွန်တော်တို့နဲတယ်ဆိုတဲ့အနေထားမျိုးမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဆိုရင်အဝရောင်အဝရောင်က Virginica Virginica မှာကျွန်တော်တို့ Peter Wit ကလည်းတော်တော်ကြီးမှန်တဲ့သူတယ်ဆိုတော့ဘာလို့လဲဆိုတော့အရောင်တွေကရင့်တယ်ဆိုတော့အဝရောင်တွေကတော်တော်ရင့်တယ်ဆိုတော့ပြောရတော့တဲ့ခါကျတော့အရွယ်စားပေါ့နော်ဒီမှာငင်းစင်ကြီးလိုက်ကြီးလာတယ်ဆိုတော့အရွယ်စားကလည်းဒီမှာ2.0ဆိုတော့အကြီးဆုံးကြီးရှိတယ် ဆိုတော့ကျွန်တော်တို့ဝစီကလာအတွက်ဆိုရင်တော့ကျွန်တော်တို့ကအလေလက်လောက်မှာရှိတယ်ဆိုတော့ဒီမှာဆိုရင် point နှစ်ခုထပ်တာလေမြင်နေရတယ်ဆိုတော့ကျွန်တော်တို့ကသူရဲ့ pit land ကသူရဲ့ pit land ကအလေလောက်မှာရှိနိုင်တယ်ဆိုတော့ဒီလိုလိုမျိုးကျွန်တော်တို့ဆုံးဖြတ်လို့ရတယ်ဒီဟာကကျွန်တော်တို့ဒါ five dimension ဖြစ်တယ်ဘောနော်ကျွန်တော်တို့ data ၅ခုပါလို့ဆိုတော့ဒီမှာကျွန်တော်တို့ဒီပုံစံမှာ ဘာမှမထည့်ထားဘူးကျွန်တော်တို့ပုံစံမှာလည်းကျွန်တော်တို့တခြား data တခုပေါ့နော်ကျွန်တော်တို့ဒီဟာလေးထည့်လိုက်မှာတခြား data တခုထည့်လိုက်မှာဆိုရင်ဒီမှာဆိုရင်ပြန်ပြီးတော့ဒီမှာကျွန်တော်တို့ပြန် run လိုက်မှာပြန် run လိုက်မှာဆိုရင်ဒီမှာသူရှိရတိုင်းပဲ data တွေကအရင်ယူကိုညာပါပြီဆိုတော့ဒါက အကောင်လုံးအပြည့်ပြည့်စုံကျွန်တော်တို့စစ်ပဲလမ်းနဲ့စစ်ပဲဝက်ပဲ run လိုက်မှဆိုရင်ဒီမှာ point အမဲရောင်ဒီကျွန်တော်တို့ကြာမှာဆိုတော့ဒီအမဲရောင်မှာမှကျွန်တော်တို့ကဘောနော်ဒီစစ်ပဲဝက်နဲ့ထပ်ပြီးတော့ခွဲလိုက်တယ်သူက25မျိုးထဲမှာအကျုံးဝင်မှာဆိုတော့ဒီစစ်ပဲဝက်နဲ့ထပ်ပြီးတော့ခွဲလိုက်မှာပုံစံလေးတွေဆိုတော့ဒီမှာဆိုဒီဟာလေးနဲ့ခွဲလိုက်တဲ့အတွက်ကြောင့်ပုံစံလေးတွေကပြောင်းသွားတယ်ပြောင်းတော့တဲ့ခါကျတော့အဲ့ဒီထဲမှာမှကျွန်တော်တို့ကအရောင်နဲ့ထပ်ခွဲတယ် ြီးတော့ကလာအနှူးရှင်းနဲ့ထက်ခွဲတယ်ပြောတဲ့ခါကျတော့ကျွန်တော်တို့ပစ်တဲ့ဝက်အရွယ်စားနဲ့ကျွန်တော်တို့ထပ်ပြီးတော့ခွဲတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ကဒီဟာလေးကပုံကအရင်ကြီးကိုကြီးွားတာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာတော့နည်းနည်းပြတ်သိပ်သွားတယ်ဆိုတော့ဒီဟာကိုအပြည့်ဆုံးကျွန်တော်တို့တူးချင်တယ်ဆိုတော့ကျွန်တော်တို့ download လုပ်လို့ရနိုင်ပါတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ကဒါ six dimension လို့ခေါ်ပါတယ်ဆိုတော့ဒါဆိုရင်ဒီမှာ ခုနပြောတဲ့လိုမျိုးပဲဒီမှာ x ပါတယ် y ပါတယ်2ပြောတဲ့အခါကျတော့ဒီမှာက shape အယောင်ပုံစံလေးတွေပေါ့နော် ပုံစံလေးတွေ shape ဆိုတော့3ပြောတဲ့အခါက data color ကျွန်တော်တို့ဒါအယောင်လေးတွေဖြစ်တယ်ပြောတဲ့အခါကျတော့ဒီကောင်က capacity ပေါ့နော် color အနုရှင် alpha လို့လည်းခေါ်တယ်ပြောတဲ့အခါကျတော့ဒီကောင်လေးက size ဆိုတော့ဒီဟာလေးကကျွန်တော်တို့အရင်ကြီးပြုတ်သိမ့်နေဆိုရင်ကျွန်တော်တို့ ပုံကိုကျွန်တော်တို့ download လုပ်ကြည့်လို့ရတယ်ဆိုတော့ဒီမှာ ကျွန်တော်တို့ပုံဒီ download လုပ်လိုက်မယ်ကျွန်တော်တို့ပုံကို download လုပ်လိုက်တဲ့အချိန်မှာဒီမှာဆိုရင်ဒါသူ share တိုင်းမယ်ဒီနေ့ static static plot ဆိုပြီးတော့ပုံဝိုင်းပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့ file မှာကျွန်တော်တို့တော့ကြည့်မယ်ဒီမှာ file ပြောရတဲ့ခါကျရင်ကျွန်တော်တို့ဗောနော်ဒီမှာ internal storage မှာဖြစ်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ static plot ဆိုပြီးတော့ရှာမယ် မဆိုရင် static plot နဲ့ရှာလိုက်တဲ့ချိန်မှာဒီမှာဒီနေ့နောက်ဆုံးဒိတ်နဲ့ဟာလေးရပါဒီနေ့က9ရက်နေ့ဖြစ်တယ်ဒီမှာ12နာရီ9မိနစ်ရပုံပြီးတော့ဒီမှာဒါလေးကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဒီမှာဆိုရင်သူရှေ့ရတိုင်းမှာကျွန်တော်တို့ရပုံကကျင်းနေတယ်ဆိုတော့ကျွန်တော်ရဲ့ပုံကအမြင့်ကနည်းနည်းကျင်းနေသေးတယ်ဆိုတော့ဒီဟာကိုတိတိကျကျမြင်ရဖို့အတွက်ဆိုရင် ကျွန်တော်တို့က စာရွက်ရဲ့ site ပေါ့နော်စာရွက်ရဲ့ site ကိုကျွန်တော်တို့အမြင့်ပေါ့အမြင့်ကိုကျွန်တော်တို့ထပ်တိုးဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သွားတိုးမယ်ကျွန်တော်တို့ရဲ့ပုံကအရင်ကြီးနေတာဖြစ်တဲ့အတွက်ကြောင့်ဆိုတော့ဒီမှာ download page site ရွယ်စားသိမ်းမယ်အဲ့တော့ကျွန်တော်တို့ပုံမှန်အရွယ်စားကကျွန်တော်တို့ခုနှစ်တရမ6လမှရှိတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ကတူတူပေါ့နော်ခုနကလိုလိုမျိုး73တရမ1 ကျွန်တော်တို့စတုရန်လေးလိုမျိုးဖြစ်သွားရအောင်ဆိုတော့ဒီဟာလေးလောက်ပြီးသွားပြီဆိုရင်ဒါကျွန်တော်တို့ပုံပြန်ထုတ်လိုက်မှာငါပုံထုတ်လိုက်မယ်ဆိုဒီမှာတော့ဘာမှမပြောင်းလဲတော့ဘူးဆိုတော့ဘာမှမပြောင်းလဲတော့ဘူးပြီးတော့တဲ့ခါကျရင်ကျွန်တော်တို့ပုံပေါ့နော် download ကပြောင်းလဲတော့လိုက်မှာ download စာမျက်နှာက ပြောင်းလဲတော့မှာဖြစ်တယ်ဆိုတော့ဒီမှာ download လုပ်ပြီးသွားပြီဆိုတော့ ဲ့ဒီဟာလေးကိုကျွန်တော်တို့ပြန်ရတော့သွားရှာမယ်။မဆိုတာ static block ပြန်ရှာတယ်ပြောရခါကျတော့ဒီမှာနောက်တစ်ပုံထွက်လာပြီ။ဒီမှာဆိုရင်သူရှိရတိုင်းမှာကျွန်တော်တို့ရဲ့ပုံကျွန်တော်တို့ download page site ကိုကျွန်တော်တို့ချဲ့လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီမှာပုံအပြည့်စုံရရှိသွားပြီပဲဖြစ်ပါတယ်။ဆိုတော့ဒီမှာက ကျွန်တော်တို့ကောင်းစင်လေးကတော့ကျွန်တော်တို့နည်းနည်းတိတ်မပေါ်သေးဘူးဆိုတော့ကျွန်တော်တို့ အပြည့်ပေါ်ကျင်လဲဆိုရင်ကျွန်တော်တို့ဒီအလျားပေါ့နော်အလျားကိုကျွန်တော်တို့ဒီနေရာမှာဒီအကျဲပေါ့နော်ဒီအကျဲကိုကျွန်တော်တို့ထပ်ပြီးတော့ဒိုးလိုက်လို့ရနိုင်ပါလေဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ပုံစံလေးတွေအကုန်လုံးပေါ်သွားပြီပဲဖြစ်ပါတယ်ဒီမှာဆိုရင်ဒီလိုလိုမျိုးဆိုရင်ဒါကျွန်တော်တို့လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းကြည့်နိုင်ပဲဖြစ်ပါတယ်ဆိုတော့ဒီ data ကကျွန်တော်တို့ပေါ့နော်ဒါ sit dimension ဖြစ်တယ် set dimension ဖြစ်တယ်ကျွန်တော်တို့ set dimension ကိုဘယ်ချိန်မှာသုံးလို့အကောင်းဆုံးလဲဆိုရင်ကျွန်တော်တို့ data အရင်ကြီးတဲ့ခါကျရင်သုံးလို့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်တို့တခြား function ဖြစ်တဲ့ box plot တွေလည်းထည့်မယ် density plot တွေလည်းထည့်မယ်ဆိုရင်ကျွန်တော်တို့က set dimension ထိပေါ့နော်ဒီလိုလိုမျိုးဒီနေရာမှာပဲ set dimension ဆိုရင်ဒီမှာကျွန်တော်တို့သူရှိရတိုင်းမှာ point တွေကနည်းနည်းရှုပ်သွားတယ်ဆိုတော့ကျွန်တော်တို့ set dimension သုံးမယ်ဆိုရင်တခြား functionality ကိုထည့်မသုံးတာအဆင်ပြေမယ်တခြား functionality ဖြစ်တဲ့ကျွန်တော်တို့ graph တွေခွဲတာတွေကျွန်တော်တို့ box plot တွေထည့်တာတွေ density plot တွေထည့်တာတွေ model line တွေထည့်တာတွေဆိုရင် ကျွန်တော်တို့က3 dimension နဲ့4 dimension လောက်ကပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်တို့3တို့မဟုတ်4 dimension ကပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကတော့ကျွန်တော်တို့ဒီ iris နဲ့ 2D ကနေပြီးတော့ 4D အထိတိဆောက်သွားခြင်းဖြစ်တယ်ဆိုတော့ဒီနည်းအားဖြင့်ကျွန်တော်တို့ 2D ကနေပြီးတော့အာ 6D အထိကို ကျွန်တော်တို့ဟိုအလွယ်တကူတိဆောက်လို့ရနိုင်မှာဖြစ်ပါတယ်